ညကျွန်တော်လည်းလော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 နဲ့ဒိုက်လွင်တာဒိတ်တွေမှာနော်အဲလော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 နဲ့ဆိုတော့နော်မနေ့ပြန်ဆိုရင်ကျွန်တော်တို့က2ရက်နော်2ရက်တလ2022နော်2ရက်12လ2025နော်ဝူဒီတောက်ချောက်မှားနေတော့တခါကျဲကိုပြောနေတဲ့ဟာတွေနဲ့ဒိတ်တွေနဲ့တော်တော်တိတ်တိတ် နော်အဲ့တော့မနေ့ဖန်ကျရင်ကျွန်တော်တို့က2ရက်12လ2025နော်အင်္ဂါနေ့ဖြစ်တယ်အင်္ဂါနေ့အတွက်ကိုလူညင်းတဲ့အမျိုးကြီး likely ကိုစုံအောင်ကြည့်နော်နောက်တစ်ချက်ကအဲကျွန်တော်ပေါ့နော်ဒီနေ့ဗရိတ်အကြောင်းနေလာမိတယ်ဘရိတ်ကကျွန်တော်ပြောတယ်38ဘရိတ်ရှိတယ်လို့နော်ဘရိတ်နဲ့ပတ်သက်တဲ့ဟာတွေကိုလည်းကျွန်တော်ကပြောသွားမယ် အဲပြီးတော့ကျွန်တော်တို့မွေးကနန်းပေါ့မွေးကနန်းနေမတင်ပေးဘူးလားဆရာတဲ့နော်အဲအဲ့တော့ကျွန်တော်မွေးကနန်းတွေကိုလည်းဒီရရင်ကျွန်တော်တင်ပေးသွားပါမယ်နော်အမျိုးတို့နေနေကလိုက်ပြီးတော့ကြည်ထားနော်ကျွန်တော်ဘက်ကတော့မြင်တာတွေ့တာ အကုန်လုံးပြသွားတယ်နော်မြင်တာတွေ့တာအကုန်လုံးပြသွားတယ်အမျိုးတို့ဘက်ကလည်းကျွန်တော်ပြတဲ့ဟာလေးတွေကို အရှိအရှိတိုင်းလေးတွေလိုက်လို့ပေါ့နော်အဲအဲ့လိုမျိုးပေါ့ကျွန်တော်ရှင်းရှင်းပြောရင်ဒီနေ့ကဒီနေ့ပေါ့နော်ဒီနေ့ဆိုရင်တော့ကျွန်တော်လူတွေကိုကျွန်တော်ပတ်သီးမပေးခြင်းပတ်သီးပေးရင်ဒီနေ့ပေါ့ဒါမဲ့ကျွန်တော်မိန်ကွက်ပဲပေးလိုက်တယ်။ဘာကြောင့်မိန်ကွက်ပေးလိုက်တယ်ဆိုတော့မိန်ကွက်ဒီပေါ့ရင်လည်းမျိုးမျိုးမြတ်မြတ်ပေါ့တယ်လက်မလေးတွေကိုနှိပ်ထားနော် လက်မလေးစကားရေးဆေးပြောမယ်လက်မလေးတွေတော့နှိပ်ထားကျန်တာကျွန်တော်ဘာမှမတောင်းဆိုဘူးနော်ကျွန်တော်ပြောပြီးသွားပြီကျွန်တော်ကိုဘေးလဲပေးစရာမလိုငွေလဲပေးစရာမလိုဒါပေမဲ့ကျွန်တော်လိုက်ထဲမှာကြည့်ရှုနေတဲ့အမျိုးတွေအကုန်လုံးလက်မလေးတွေတော့နှိပ်ပေးထားကြနော်ဒါလည်းကျွန်တော်ကဘာကြောင့်အဲ့လိုပြောလဲဆိုတော့လက်မနှိပ်တာဒီကျွန်တော်ရဲ့အင်အားပဲဘာတခုမှကျွန်တော်မမျှော်လင့်ဘူးဘာတခုမှလည်းကျွန်တော်မလိုချင်ဘူးเนาะကျွန်တော်ကငကိုလေးရပြောပြီးသားဝါသနာပါလို့ ဝါသနာအရာကျွန်တော်တက်တင်ပေးတာเนาะဒီနေ့ကျွန်တော် တင်ခဲ့ပြပါပဲငါးခွန်ဝန်းကျင်ခွန်ပတ်တီထွက်သွားတယ်เนาะပတ်တီနေနဲ့ပြောမယ်ဆိုရင်ဒါဒီနေ့တနင်္လာနေ့တစ်ချိန်တော့အောင်းသွားပြီเนาะ main quest မပါဘူးဒါကျွန်တော်သိတယ်ဘာလို့ကျွန်တော်လူတွေပေးကြလဲကျွန်တော် main quest ကိုတီးတတ်မယ်မနေ့ပြန်တဲ့အဲ့အတိုင်းပဲပေးမှာဟုတ်လားမနေ့ပြန်အတွက်ဝန်းကျင်ကိုလည်းကျွန်တော်ဒီနေ့အရင်ပြောခဲ့မယ်เนาะမွေးကနန်းနေလည်းပြောခဲ့မယ်ဟုတ်လား ဗရိတ်ကိုလည်းကျွန်တော်ကဘာနဲ့ဘာနဲ့ပြီးရမယ်ဆိုတော့ဗရိတ်ကိုလည်းကျွန်တော်ပြောခဲ့ပြီအဲ့တော့အမျိုးလိုနေနေရလိုက်ပြီးတော့မှတ်နော်လိုက်ပြီးတော့မှတ်ဆိုတော့ကောမတ်ထဲမှာလည်းလိုက်ရေးနော်အော်နော်အခုကအမှန်ကန်ပြောမယ်ဆိုရင်ကျွန်တော်ကဗရိတ်ကဟိုဘယ်လိုပြောမယ်ဆိုရင်ဗရိတ်တွေကအများကြီးထဲမှာလိုက်လို့ရတယ်နော်ဗရိတ် အများကြီးကိုလိုက်ပြောရင်အမျိုးတို့အနေနဲ့နည်းနည်းလေးခေါင်းရှုပ်သွားမယ်ဒါပေမဲ့အခုကျွန်တော်ပြောမယ်ကျွန်တော်ညပြောတယ်မဟုတ်လား၃ရှစ်ပရိတ်ရှိတယ်ဒါပေမဲ့အဲ့ဒီ၃ရှစ်ပရိတ်ဆိုတာထက်ပရိတ်ကနောက်နဲ့2မျိုးတော့ကျန်နေတယ်အဲ့ဒီပရိတ်အများကြီးတဲကမှအမျိုးတို့ကိုကျွန်တော်ကပြောချင်တာကငါးတုံညာပရိတ်အဲ့ဒါအမှားဆုံးပဲပရိတ်လိုက်မဲ့လူတွေเนาะ ဒါကျွန်တော်ညဘာကြောင့်မပြောခဲ့တာလဲဆိုတော့ငါးတုံညဗရိတ်ကိုကျွန်တော်ဘာကြောင့်မပြောခဲ့တာလဲဆိုတော့တနင်္လာနေ့တနေ့တစရားထွက်တာကိုကျွန်တော်ကြည့်ကျင်သေးလို့တနင်္လာသူကပြောမယ်ဆိုရင်အဲ့ဒီဗရိတ်ကအဲစေဒနာဆရာတဲ့ဟုတ်ကဲ့ပါเนาะကျွန်တော်ရဲ့စေဒနာတွေကိုနားလေတယ်ဆိုရင်ကျွန်တော်ရပြီအဲ့တော့ကျွန်တော်ပြောခဲ့မယ်ဒီထဲမှာကျွန်တော်တခါလေး లై ကိုအဆုံးအောင်ကြည့်เนาะဒီနေ့ဝမ်းချင်းအခု၂ရက်၁၂လ၂၀၂၅အင်္ဂါနေ့အတွက် ဝမ်းကြီးကိုလည်းပြောခဲ့မယ် main ကွက်ကိုလည်းပြောခဲ့မယ်အမျိုးတို့အနေနဲ့အစင်ပြေတာနဲ့တုတ်ကြဒါပေမဲ့ကျွန်တော်ပြောမယ်နော်ဗရိတ်ကိုကြိုက်ရင်ဗရိတ်တမျိုးတည်းကိုလိုက်နော်ကျွန်တော်ဘက်ကအာမခံပြီးလို့ရတာတခုရှိတယ်ကျွန်တော်ပြောတဲ့ဗရိတ်တွေတပတ်လုံးမှမထွက်ရင်ကျွန်တော်အကြိုက်ပြောနော်ဗရိတ်တမျိုးတည်းကိုလိုက်မယ်ဆိုရင်နော်အဲဗရိတ်တမျိုးတည်းမှာမှကျွန်တော်က main ကွက်ကိုရှာပြီးဝအောင်နော်ဒါပရိတ်သီးတန့်ကျွန်တော်ရှိမှာပရိတ်သီးတန့်ယူလေလူရှိတယ်ကျွန်တော်ပြောပြမယ်နော် မွေးကနေတီးတန့်ယူရလို့ရှိတယ်သိလားအဲနေတိုက်အကွက်တီးတန့်ယူရသူရှိတယ်နော်နေတိုက်ပတ်တီးတီးတန့်ယူရလို့ရှိတယ်နော်တချို့ကြတော့အင်္ဂါမကျော်ပတ်တီးသမားတွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကအကုန်လုံးကိုဟိုဘယ်လိုပြောမလဲဆိုရင်မခွဲကြအောင်ကျွန်တော်လိုင်းပေါ်မှာအကုန်လုံးပြောပြတယ်လာယူတဲ့လူကတခုချင်းစီတိုင်းကိုတီးတီးတန့်တန့် เนาะဒါပေမဲ့ဒီတစ်ဘက်ကကျွန်တော်ရှိမှလာတယ်မယူထားဘူးလာလဲယူတဲ့လူကိုလည်းကျွန်တော်အယူမခံဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီတစ်ဘက်လုံးဝ free ပေးခြင်းတော့เนาะဒါကျွန်တော်မှာကအဲတခုတော့ရှိတော့ဂျာရက်ကလေးတွေမှာတကယ်လို့ line မလွှင့်ပြဘူးဆိုရင်အမျိုးလိုအနေနဲ့နည်းနည်းတော့နားလဲပေးเนาะဒါကိုတည်အောင်ပြောမှာအခုအဲ့ဒါဆိုရင်ကျွန်တော်ပြောမှာမနေ့ဖြန်ဆိုကျွန်တော်တို့အင်္ဂါနေ့2ရက်12လ2025အင်္ဂါနေ့ဝမ်းကြီးုံကျွန်တော်မပြောခင် အင်္ဂါနိမနက်ဖြန်အင်္ဂါနိရဆလိုက်ရမယ်ဂဏန်းသည်တဲ့အရင်ဆုံးဗရိတ်ကိုကျွန်တော်ပြောမယ်နော်9တုံညာဗရိတ်ရှိပါတယ်တဲ့နော်အဲ့ဒီ9တုံညာဗရိတ်ကိုတဲ့နော်9တုံညာဗရိတ်ကိုဘာနဲ့ပြီးရမလဲဆိုရင်ကျွန်တော်ပြောပြမယ်နော်1နော်1 6သုံးနဲ့ပြီးရမယ်တဲ့အားတုံညာပြိတ်ဒါတခါရဲ့လိုက်မှန်နော် ဒါတမျိုးချင်းစီမျိုးတို့ကိုလည်းကျွန်တော်ပြောချင်တာကဟောဗရိတ်တွေရောဟောပတ်သီးတွေရောနေတိုက်တွေရောမွေးကနန်းတွေရောအကုန်လုံးစုံလိုက်ပါလို့ကျွန်တော်မပြောဘူးကိုနှစ်သက်တာတခုတည်းကိုလုပ်ဖြစ်နိုင်တော့အရှင်းမလုပ်တာအကောင်ဆုံးပဲဝါသနာမပါလို့အရှင်းမလုပ်တဲ့သူလို့ဆိုရင်ကျွန်တော်တို့ကအားမပေးဘူးဘာဖြစ်ဆိုတော့လောင်းကစားဆိုတာအများတိုင်းမမှန်နေဘူးလွဲတဲ့ခါရှိတယ်ရှုံးတဲ့ခါရှိတယ်နိုင်တဲ့ခါရှိတယ်မြတ်တဲ့ခါရှိတယ် ဒါပေမဲ့ကျွန်တော်တို့တွေးထားရမှာကအရှုံးကိုလည်းကျွန်တော်တို့ရှင်းဆိုင်နိုင်ရမယ်ဟုတ်လားကြာဆုံးခြင်းကိုလည်းကျွန်တော်တို့ကကြည်ကျင်နဲ့နဲ့ရေခံရမယ်အဲမျက်လာရင်လည်းမျက်လာတဲ့အတိုင်းတောင်ကျွန်တော်တို့ကအသုံးချထားရအဓိကတော့ကျွန်တော်တို့ကအရင်ဆုံးကျွန်တော်ခဏခဏပြောပြပါတယ်အရှုံးကိုလက်မခံနိုင်တဲ့သူတော့မှနှလုံးမထုံးနိုင်သေးတာတချို့တွေရှိတယ်ကျွန်တော်ရှိမှလာယူနေတဲ့လူတွေ ပေါင်းရင်တရာဝ900ဝ1000ဝရှုံးတော့ရင်တော့10နဲ့ရှီရှုံးရတယ်လူတွေအဲ့လိုရှိတယ်ဒါပေမဲ့မှုသားမပါလင်ကမချောဆိုတာကအနေအမြဲတမ်းမကောင်းတနေရတနေရတတောင်းတနေရလောက်ပဲကောင်းတယ်တဖက်သားသူကိုကိုယ့်ရဲ့စကားတခွန်းကြောင့်စိတ်မစင်းရဲစေနဲ့ဟုတ်တယ်နော်အဲကျွန်တော်ရှိမှလာယူတဲ့လူကိုဒီညကျွန်တော်မပို့ပါသေးဘူးပြီးပြီးဘိုင်ပါကျွန်တော်အကုန်ပို့မှာကျွန်တော်ပြောပြီးသွားရင်ညကကျွန်တော်ဖုန်းနံပါတ်လည်းတင်ပေးထားတယ်ဘိုင်ပါမှာအကုန်လာယူ လူရင်းသည်လူဖျားသည်လာယူကျွန်တော်ပေးတယ်ဒီတစ်ခုတော့ရှိရဲ့မိတ်ဆွေတို့ဘက်ကအမျိုးတို့ဘက်ကပတ်သီးလေးပတ်ရှင်နာတို့ဟုတ်လားမွေးကနန်းလေးထိုးကျင်နာလို့ဆိုရင်ပြောကျွန်တော်ပို့ပေးမယ်နော်ဟိုနေတိုက်ကနန်းလေးနဲ့ပတ်သီးလေးမွေးကနန်းလေးပုံမှန်လှုပ်ရှင်နေဆိုရင်ပြောကျွန်တော်ပို့ပေးမယ်မပြောမရှင်းရကျွန်တော်နေတိုက်အကွက်ပဲပို့ပတ်သီးလည်းမပို့ဘူးနော်ဒီနေ့ဆိုရင်ဒါကျွန်တော်ပတ်သီးပေးမယ်ဆိုတော့ကျွန်တော်ဒီနေ့ခွန်တလုံးကြိုက်တာပဲပေးမှာပေါ့ဘာကြောင့်မပေးလဲ ကျွန်တော်ရှိလာယူတဲ့လူကိုကျွန်တော်အကွက်ပဲပေးမှာ။ line ပေါ်မှာတော့ကျွန်တော်ပြောပြီးသွားပြီ။တဏီကုံဝမ်းကျင်းသည်ငါးခွန်ဝမ်းကျင်းဆိုပြီးတော့ကျွန်တော်ပြောခဲ့တယ်။ကတ်ရမယ့်ကဏ္ဍက၄၉၃၈နဲ့ကတ်ရမယ်ပြောတယ်။ဒါပေမဲ့နှစ်နဲ့ကတ်သွားတယ်ကျွန်တော်တို့မပေါက်လိုက်ဘူး။ဒါပေမဲ့ပတ်သီးပါသွားတယ်။ဒါတစ်ချိန်ရှိပါပြီနော်ကျွန်တော်တို့တနင်္လာနေ့တနေ့တည်းတစ်ချိန်ရှိပါပြီမှတ်ထား။ဟုတ်ပြီ။လိုရင်းကိုကျွန်တော်သွားမယ်။အခုကျွန်တော်တို့က နက်ပြန်အင်္ဂါနေ့ရင်စပြီးတော့ဗရိတ်လိုက်မဲ့အမျိုးတွေ9တုံညာဗရိတ်ကိုလိုက်ပါเนาะကျွန်တော်ပြောတဲ့9တုံညာဗရိတ်ကကျွန်တော်ပြောတဲ့အပတ်တိုင်းမှာကျွန်တော်ပြောတဲ့ဗရိတ်တွေမစင်းဘူးဆိုအကြိုက်ပြောကျွန်တော်အဲ့လောက်ထိကျွန်တော်ရေရေကြီးမနေပြပါကျွန်တော်ပြောတဲ့ဗရိတ်ကအမြဲတမ်းပင်ရှည်ဖြစ်နေလို့เนาะပင်ရှည်ဆိုတော့မှဟိုတလားနှစ်လားတည်းမဟုတ်ဘူးနှစ်ရှည်နေပြီအဲ့ဒီဗရိတ်တီးတန့်တစ်မျိုးတည်းကိုလိုက်မယ်ဆိုရင် ကျွန်တော်ကလေအကောင့်ပြောလာခဲ့ရိုက်တဲ့လူလာခဲ့ကျွန်တော်ပရိတ်သီးတန်တစ်မျိုးတည်းကိုပေးမှာနော်အခုဆိုကြပါစို့ဗျာကျွန်တော်9000ညာပရိတ်အခုဒီနေ့မနက်ဖြန်ဆိုရင်အင်္ဂါနေ့2ရက်နေ့2ရက်12လ2025အင်္ဂါနေ့ရန်စာပြီးတော့ပရိတ်တစ်မျိုးတည်းကိုလိုက်မယ်ဆိုရင်9000ညာပရိတ်ကိုလိုက်ပါလို့ကျွန်တော်ပြောမှာ9ပရိတ်3ညာပရိတ်နော်ကျွန်တော်ပြောမှာနော်9ပရိတ်3ညာပရိတ်ထဲမှာမှခုနကကျွန်တော်ဘာဘာနဲ့ပြီးရမလဲ16 3နဲ့ပြီးရမယ် ရှင်ချင်းချင်းနဲ့လေပတ်ရှင်နဲ့ကင်းရှင်းကြအောင်ဘယ်လိုလူအရှင်းချင်းလက်ဖက်ချင်းကင်းရှင်းကြပါစေဟုတ်တယ်အဲ့လောက်ကျွန်တော်ပြောတာနော်အဲ့လဲ့တာတွေပတ်တာတွေကျွန်တော်လာမလို့ကျွန်တော်ဟာအဲ့လိုမျိုးဟိုနေဖြစ်ဘူးကဲအဲ့ဒါထားတော့ငါးတုံညာပြိတ်ကိုကျွန်တော်တို့က16 3နဲ့ပြီးရမယ်ဆိုတော့ငါးပြိတ်ဆိုရင်ကျွန်တော်ပြောမယ်တက်နဲ့ရင်စပြောမယ်တက်လေးရှိမယ်တက်ကိုရှိမယ် ား5ပြိတ်တင်းနဲ့ပတ်သက်လာရင်နော်1 4 1 9နောက်တစ်ခါကျွန်တော်တို့6နဲ့ပတ်သက်လာရင်5ပြိတ်ဘာရှိမလဲ6 9ရှိမယ်နော်ဒါ5ပြိတ်နော်ပြီးသွားရင်ကျွန်တော်တို့ကအဲခုန1 4ရယ်1 9ရယ်နော်ဒါကျွန်တော်တို့5ပြိတ်ကို1 4ရယ်1 9ရယ်ဆိုရင်5ပြိတ်3ညာပြိတ်6နဲ့ပတ်သက်လာရင်64ရယ်69ရယ်ဆိုရင်ဒါကျွန်တော်တို့က5ပြိတ် သုံးညာပြိတ်အဲနောက်တစ်ခါကျွန်တော်တို့ကသုံးနဲ့ပတ်သက်လာမယ်ဆိုရင်သုံးခွန်ရယ်သုံးနှစ်ကဲဆိုရင်ဒါ9ပြိတ်သုံးညာပြိတ်ဆိုတော့ကနန်းကဘယ်နှကွက်ထွက်မလဲ6ကွက်ထွက်သွားမယ်အဲ့ဒီ9ပြိတ်သုံးညာပြိတ်ထဲမှာကျွန်တော်ကဒါအနေဆုံးတရာမှာ80 80ရာခိုင်နှုန်းလောက်ကကျွန်တော်ပြောတဲ့အထက်ကထွက်ဖို့များတယ်เนาะ9ပြိတ်သုံးညာပြိတ်ထဲကကနန်း6ကွက်ထုတ်ပြလိုက်မယ်เนาะအမျိုးလိုအနေနဲ့ထိုးခြင်းနဲ့ထိုးဟုတ်ပြီလား ဒါကျွန်တော်ငါးပြိတ်သုံးညပြိတ်ကြောင်းတစ်ပတ်လုံးပြီးဝင်ဒီညီလေးပြောတာဒီအကိုပြောတာဒီမောင်လေးပြောတာဒီသားပြောတာမှန်ဤမှန်မှန်ဤကိုမှန်ကိုဆုံးဖြတ်ကျွန်တော်ကတော့မှန်နေဆိုရင်မှန်နေအကြောင်းပဲပြောမှာနော်ဟုတ်ပြီအဲ့ဒါဆိုဒါဒီငါးပြိတ်သုံးညပြိတ်ကျွန်တော်ပြီးပါပြီနောက်တစ်ခါအဲမွေးကနန်းမီးတဲ့သူတွေကျွန်တော်ထပ်ပြောမယ်မွေးကနန်းကတော့ဘုတ်တဖူးမကြော်ပဲမွေးနော်မွေးကနန်းကတော့ဘုတ်တဖူးမကြော်ပဲမွေးပါတဲ့နော် မွေးကနန်းကဗာပြတယ်ကျွန်တော်တို့မနှက်ပြန်အင်္ဂါနေ့ရင်စမွေးမယ်ဆိုရင်ဗုဒ္ဓဟူးမကြော်အထိပဲမွေးဗုဒ္ဓဟူးကြော်ပိုင်းမမွေးတော့နဲ့အဲ့ဒါသိအောင်ပြောပြနော်ဗုဒ္ဓဟူးမကြော်မွေးကနန်း၄ခွက်ရှိတယ်အဲ့လားဗာလဲဆိုရင်အဲခွန်နှစ်အဲနေခဏနေခွန်နှစ်ပြိတ်ကိုကျွန်တော်တို့ကဗာနဲ့ပြီးရမယ်ခွန်နှစ်ပြိတ်ကိုနှစ်ခွန်နဲ့ပြီးရမယ်နှစ်ခွန်ပါတော့ခွန်နှစ်ပြိတ်နော် နှစ်ခွန်ပါတော့ခွန်နှစ်ပြိတ်နော်၄ခွက်ရှိမယ်၄ခွက်၄ခွက်အဲ့ဆိုနှစ်ခွန်ပါတော့ကျွန်တော်တို့ကခွန်နှစ်မွေးကနန်းဆိုတော့နော်နှစ်ခွန်ပါတော့မွေးကနန်းခွန်နှစ်ပြိတ်ကိုဘာနဲ့ရှိမလဲဆိုတော့20 25 80ခွန်90ခွန်9တဲ့နော်20ရဲ့25ရဲ့80ရဲ့ခွန်9ရဲ့အဲ့တော့ကျွန်တော်တို့က တဲ့အကြောင်းကိုလည်းကျွန်တော်ပြောပြပါပြီမွေးကနန်း၄ခွက်ကိုလည်းကျွန်တော်ပြောပြပါပြီဒါပေမဲ့ကျွန်တော်ဒီမှာလာယူတဲ့လူတွေနော်ကျွန်တော်ဗရိတ်တွေထဲမှာပေးဘူးမွေးကနန်းတွေထဲမှာပေးဘူးလိုင်းပေါ်မှာတက်ကြည့်တဲ့သူသားလှရင်မွေးကနန်းနဲ့ဗရိတ်ရမယ်နော်ဒါပေမဲ့လိုချင်တယ်လို့စာထည့်ရင်တော့ကျွန်တော်ထည့်ပို့ပေးမှာပေါ့နော်သူတို့မပြောမရှင်းတော့ကျွန်တော်မပို့ပါဘူးနော်အဲ့တော့နောက်တစ်ချက်ကျွန်တော်ထပ်ပြောမယ်ဗိုက်ဘာမှာကျွန်တော်ဖုန်းနံပါတ်ညကျွန်တော်ပြောတာလေ39904လုံး9339ရဲ့ 63 968 409ရဲ့အဲ့ဒီဖုန်းနံပါတ်နှလုံးကို Viber ရှိရဲ့အဲ့ဒီ Viber နှစ်ခုသလုံးမှာလာယူလို့ရတယ်အလကားပေးတာเนาะဒီတစ်ပတ်လုံးနောက်တစ်ပတ်တွေဆိုရင်တော့မသေးကြအောင်ညဒါပြီးပါပြီကျွန်တော်ကိုနေမမွေးကနန်း၄ကွက်22 9905ရဲ့ပြီးတော့35ပြိတ်ကို163နဲ့ပြီးရမယ်ကိစ္စရယ်ဆရာရဲ့နည်းနည်းလွဲတာရဲ့ Viber မှာကအဲဘယ်လိုလဲဆရာ နည်းနည်းလွဲတာဘိုက်ပါနံပါတ်နော်ဘိုက်ပါနံပါတ်က39ခွန်4လုံး9339 49 39 63 5 98 409 9ခွန်5ရဲ့လားဘိုက်ပါနံပါတ်ပါနော်ဟုတ်လားအဲ့တော့မနေ့ပြန်အတွက်ကျွန်တော်ဆက်ပြောမယ်နော်မနေ့ပြန်ကျွန်တော်တို့က2ရက်12လ2025အင်္ဂါနေ့တနေ့ကုန်စားဦး မိကုံဝမ်းကျင်းနေနဲ့ကျွန်တော်ကဘာဝမ်းကျင်းပေးမလဲ၃ည၃ည၃ဆိုရင်ဝမ်းကျင်းပေးပါမယ်အဲ့ဒီ၃ည၃ကိုကျွန်တော်တို့ကဘာနဲ့ကတ်ရမလဲဆိုရင်တဲ့နော်၁၅၆၇၈၁၀၁၂၁၃နော်1ရဲ1ရဲ5ရဲ6ရဲ တုံရရဲ့အဲ့လားကတ်ပါကနန်းပြောတာတဲ့ဘိုင်ဘယ်မှာပို့တဲ့ကနန်းပါတဲ့ဟောကနန်းပြောတာဘိုင်ဘယ်မှာပို့တဲ့ကနန်းပါဘာလို့လဲမသိဘူးဟုတ်တယ်ဘိုင်ဘာမှာနည်းနည်းပဲလွဲတာတဲ့ဟုတ်တယ်ဘိုင်ဘာမှာနည်းနည်းပဲလွဲတာဘာဖြစ်လို့ကျွန်တော်ကဘိုင်ဘာအလူတွေကိုကျွန်တော်ပြောပြပါတယ်ပတ်တိမပေးဘူးလုံးပိုင်ပဲပေးတာဟောပြောတော့မင်းအကွက်ပဲပေးတာအဲ့ဒီကွက်မှာခွန်3ဆိုရင်ပေါက်တယ်ခွန်4ဆိုလည်းပေါက်တယ်ကျွန်တော်ပြောမနော်89ဆိုလည်းပေါက်တယ် 84ဆိုတဲ့ပေါက်တယ်83ရယ်84ရယ်89ရယ်88ရယ်အဲ့ဒီ၄ကွက်ဆိုရင်ဒီညက်နေအကုန်ပေါက်တယ်တယောက်တည်းမဟုတ်ဘူးလာယူရဲ့လူဦးရေမနေဘူးဘိုင်ဘာမှာလာဦးလားလာယူရဲ့လူဦးရေမနေဘူးဒါပေမဲ့ထွက်သွားတာ82ဆိုတော့ကျွန်တော်ကပတ်တိမပေးထားတဲ့အတွက်သူတို့မရဘူးလေဒါပေမဲ့ထားပါဟုတ်ကျွန်တော်လူတွေပပစီမဟုတ်တယ်ခွန်3ဆိုရင်အော်ပဲဆရာဆရာရဲ့ဗာတတ်နိုင်ပါလေဗျာ ကျွန်တော်တို့ကတော့ဒါအတက်နိုင်ဆုံးအနည်းငယ်လုံးဒါပေမဲ့ကျွန်တော်ပြီးတဲ့ main quest ကလေးတွေကိုတော့အော်ထိုးကြပါနော်ဒါသိအောင်ကြောက်ကြတာကျွန်တော်တို့ကကနန်းတစ်ကွက်ကနန်းနှလုံးရဖို့ဆိုတော့မလွယ်ဘူးဗျကနန်းနှလုံးကိုတနေကုန်အဲ့နှလုံးကိုနေ့တိုင်းနှံမှန်အောင်လို့တွက်ကြည့်နေ့တိုင်းမဟုတ်ဘူးဗျတပတ်လုံးမှာနှလုံး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 ကိုဘာညာအခုဆိုကြရင် main quest တွေတပတ်လုံးကို၃ချိန်၄ချိန်ဝင်အောင်ပဲတွက်ကြည့်နှလုံးလုံးတူအောင်လို့ပဲမလွယ်ဘူးကျွန်တော်တို့တွေတော်တော်တွက်ယူရပါတယ် เนาะဒါပေမဲ့သိအောင်လို့ပဲဘလူးရီယာမှာခမင်းနဲ့ဖြစ်ဘူးเนาะမမျောလင်းဒီပင်းယူလိုက်တယ်မသိရင်ဘာမှမမျောလင်းဒါပေမဲ့ကျွန်တော်လူကြီးကကျွန်တော်ပေါ်သိတတ်ပါတယ်ပေါက်ပိုင်းသူ့ဟာလေးနဲ့သူမဟုတ်ဘူးပဲဖို့ပြေးကြเนาะဟာအဲ့လိုပြေးလို့လေကျွန်တော်ကဒါဘေဘူးလေးရတယ်เนาะဒီလိုမျိုးလေးနဲ့ကျွန်တော်လွှင့်ပေးတာဟုတ်လားအဲ့တော့ကျွန်တော်ပြောပြရည်3ည3ဝမ်းချင်းကိုမလက်ပြန်ဘူး ့3ည3ဘန်းကျင်းကိုကန်ဆက်ပေးပါအောင်ဆရာရဲ့ဘိုက်ပေါ့အောင်ပြီးရင်ကျွန်တော်ပို့ပေးမှာ3ည3ဘန်းကျင်းကိုကျွန်တော်တို့ကဘိုင်းလက်ကတ်ရအောင်လေ165တုံညာနဲ့ကဲ့ရမယ်တဲ့တုံညာ3ဝန်းကျင်းဟုတ်နော်16 165တုံညာနဲ့ကဲ့ရမယ်တဲ့တုံညာ break တဲ့ကြိုက်တာအားကြိုက်တာဟောကျွန်တော်ကမပြောချင်လို့ကျွန်တော်တို့ calendar မှာရှိတယ် တဲ့ကလနာမှာပါရှိတယ်ဆိုတော့စာဆိုအရာပေါ့တန်ခဲ့တဲ့အပတ်ကကိစ္စကိုကျွန်တော်အရင်အရင်ရှင်းမယ်နော်ကျွန်တော်လို့ကုတူပူကျွန်တော်တို့ကြံခဲ့တဲ့ပွဲမှာနော်ကြံခဲ့တဲ့ပွဲမှာအင်္ဂါနေ့ကြံခဲ့တဲ့ပွဲမုံနော်ကြံခဲ့တဲ့ပွဲရဲ့အရှိရာပွဲမှာ အင်္ဂါနေ့မှာကျွန်တော်တို့ပါကြတယ်36ဆိုတဲ့ကဏ္ဍကြတယ်နော်နောင်နေ့ဗုဒ္ဓဘူးနေ့ညနေမှာ45ဆိုတဲ့ကဏ္ဍကြတယ်နှစ်ခုပေါင်းတော့6မိနစ်6 6 break နှစ်ခါမဟုတ်ဘူးလားနှစ်ခုတပူဆိုတာရှိသိတယ်ဒါရှင်းအောင်လို့ပြောပြလိုက်တာတောင်းတောင်းကျွန်တော်မပြောဘူးအဲကျွန်တော်တို့ကဒါအခုဒါဖုန်းထဲမှာစိုက်ကြည့်ပြီးတော့ပြောတယ်နော်နှစ်ခုတပူဆိုတာရှိတယ်အဲ့ဒီနှစ်ခုတပူဆိုတာရှိရဲ့အနက်မှာอืมအဲ့ဒီနော် နှစ်ကိုတပူရှိရဲ့အနက်မှာမနက်ဖြန်အရှင်းပြောရင်အဲ၃ည၅ပြိတ်က၃ည၅ပြိတ်စင်းမှုအားကောင်းတယ်၃ည၅ပြိတ်ဆိုရင်နော်ကျွန်တော်ကအခုကျွန်တော်ဘိုက်ပါလူတွေတကွာကောင်းမှထည့်ပေးမှာကျွန်တော်အခုမှစဉ်းစားနေနော်မနက်ဖြန်တကွာကောင်းနှစ်ကွာကောင်းရှာပြီးထည့်ပေးမှာဒီညဒီညကိုကျွန်တော်၁၀နာရီတော့မှပို့ပါသူတို့နော်ခု၉နာရီပဲရှိသေးတယ်၉နာရီပဲရှိသေးတယ်၁၀နာရီမှပို့တကွာကောင်းနှစ်ကွာကောင်းရှာပို့ ပြန်လာတော့ကျွန်တော်ရန်ထိုးကိုထည့်ပြီးနော်အဲဒူမိန်အနေနဲ့ထည့်ပြီးကိုရင်ဘက်ကလည်းကျွန်တော်ပြောတဆယ်ကြားရဲ့နေ့တုန်းကလည်းကျွန်တော်ပြောတော့နော်တဆယ်ညနေပိုင်းမှာထိုးခိုင်းတယ်တဆယ်တကူးတင်ကောင်းညနေပိုင်းမှာထိုးခိုင်းညနေပိုင်းတဆယ်ပြုတ်ကြပါအဲ့မှာအချီကြီးကုန်ရကျွန်တော်တော့အဲ့လိုမျိုးကျွန်တော်တို့ကသူများကရေလိုတော့အဝင်င်းဖြစ်လို့ပြောတာမဟုတ်ကျွန်တော်တို့ကလက်ထရိုက်ဆိုင်ချင်းတူရင်တော့မှကျွန်တော်တို့ကကလန္နာကြည့်တာတဲ့ ဒီအင်္ဂါမကျော်လို့ဗုဒ္ဓဘူးမကျော်လို့ဆိုတာကနနာယလာလာလာနော်တန်တဲ့ site သိခုနေဖြစ်ဟာလာအဲ့တော့သိအောင်ပြောပြတာနော်ကဲအဲ့တော့ကဲပြောပြပါနော်တုံညာသုံးဝန်းကျင်ကိုဘာနဲ့ကတ်ရမလဲ1 6 5တုံညာနဲ့ကတ်ပါဆိုတော့ဘာရှိမလဲအရင်ဆုံးတုံညာနဲ့ကြည့်မယ်တုံညာ1တုံညာ6 ၃ည၅၃ညပူနော်နောက်တစ်ခါကျွန်တော်တို့က၃နဲ့ပြန်ကြည့်မယ်ဆိုရင်၃နော်၃၁၃၅၃၀တဲ့ဟုတ်တယ်ပရိသေတွေပြောပြပါရနော်အကုန်လုံးဟုတ်လားကျွန်တော်ဘက်ကဒါတန်းနိုင်ဆုံးတနေ့ကိုတကြိမ်ပအောင်လို့ရိုးစားပြီးမယ်အဲ၃ည၃ဝန်းကျင်းကိုနိမိတို့ကြိုက်တာဟုတ်ပါ tôm nhau chạy tôm nhau bạn tôm chạy tôm bạn nó cô chạy đào cô bạn cho nó đó ba bà. Bà, bà luôn làm biểu mà ba bà, bà này luôn làm biểu đại mà cho nó biểu để hoàn nhanh rồi đi đấy mà này à nó xin xin đi về cho nó biểu đều hoàn nhanh nào đó mình đang mình phải nhanh đi anh <laughs> nên giấu mà này à thôi đó không được cái sau ngã tôm nhà này cả mấy là tôm nhà tôm hoàn nhanh mà này và rất là လျှောက်ပြောနေတာလေဇာတို့ဇာတို့ဟမ်ငါတို့ကလျှောက်ပြောနေတာလေထိုးเสียလားကကူမကြိုက်ရင်တော့လည်းမလုံးနဲ့ပေါ့ဗျာเนาะစမ်းလင်းဆိုတဲ့အကောက်เนาะကိုပိုင်ကိုကြိုက်လို့ထိုးစီဖြစ်စီမထိုးစီဖြစ်စီကျွန်တော်တို့ကထိုးပါလို့ပြောတာမဟုတ်လူဦးရေအရောက်တစ်ထောင်ကြည့်ရင် ကျွန်တော်ပြောပြမယ်လူကြီးအယောက်တစ်ထောင်ကြည့်အနေဆုံးအဲ့ဒီထဲမှာလေအယောက်800 900လောက်ကဓာကြီးကိုစိတ်ဝင်စားရတူကများတယ်နော်စိတ်မဝင်စားရလူလည်းအပြစ်မပြောဘူးဒါစိတ်မဝင်စားတော့ငါတို့ကရဲ့စိုက်နေတဲ့ထိုးတွေဟာထိုးတာဟာလာတော့ကိုကြိုက်ဆိုကိုလုတ်ပေါ့ကျွန်တော်တို့လည်းအပိုင်ဆိုတော့မရှိဘူးဒါပေမဲ့ကို အဓိကကျွန်တော်ပြောချင်တာဘာလဲဆိုတော့အခုဆိုကြပါတော့ဗျာကျွန်တော်စကားလေးတစ်လုံးအောင်မရှင်းရှင်းလေးပြောဗျာအခုအကိုပဲဖြစ်ဖြစ်အမကိုပဲဆန်းလင်းဆိုတော့အကိုပေါ့နော်အကိုဆိုတော့ကျွန်တော်မမြင်အောင်ကျွန်တော်အကိုမြင်နေရတယ်အကိုကျွန်တော်လာတာအခုဆိုရင်ဒါတယောက်နဲ့တယောက်ဟိုအဆင်မပြေတဲ့စကားပေါ့နော်ဘဇက်ကရှောက်ပြောနေတာထိုးเสียလားဆိုတဲ့စကားတခုကဒါမြန်မာလူမျိုးချင်းချင်းဆိုရင်ဒါတယောက်နဲ့တယောက်ရန်စကားပေါ့ဗျာ ။ညာကျွန်တော်အဲ့လိုမတွက်ပါဘူး။မိတ်ဆွေလိုပဲသဘောထားမှာ။ကျွန်တော်ထိုးတာလက်ညှိုးတစ်ချောင်းနဲ့အကိုဘက်ကိုအကိုပြန်ထိုးနေဘာနဲ့ချောင်းနဲ့။ပြန်ကြည့်။အကိုဘက်ကိုပြန်ထိုးနေ၄ချောင်းရှိ။ဆိုတော့လူများကိုပြောတော့မယ်အပြစ်ပြောတော့မယ်ဆိုရင်ကိုယ့်အပြစ်ကိုကိုယ်အရင်ရှာကြည့်။နော်။ဒါပဲကျွန်တော်ပြောနေကျွန်တော်ရန်စကားလည်းမပြောတတ်ဘူး။နော်။ဘဒူကိုမှလည်းရံမလို့ဘဒူကိုမှလည်းမင့်တရားစိမထားဘူးကျွန်တော်တို့က ဥပိ္ပခာရှိရင်ရှိမယ်မရှိရင်မေတ္တာထားမယ်နော်ဒါပဲတိုက်တဲ့လူကျွန်တော်ဝင်ဆဲတိုက်တဲ့လူကြိုက်သလိုပြောတိုက်တဲ့လူကြိုက်သလိုမျိုးဟိုမဟုတ်တန်းရရပြီးတော့ရင်လည်းမခုံထိုင်နေတဲ့ဖင်အင်းနေမို့ဖင်ထိုင်ကောင်လည်းမကြောက်ပါဘူးဒီတိုင်းပဲနော်ရှောက်ပြောအောင်ကျွန်တော်ကငုတ်တုတ်ထိုင်နေတာတဲ့အောင်အဲ့လားပဲကျွန်တော်ပြောမှာနော်အဲ့တော့ကိုကြိုက်နေတဲ့ရင်လောက်ပါ မကြိုက်နှစ်သက်ဘူးဆိုရင်ကျွန်တော်ရဲ့အကောက်ကလေးကိုဘလော့ပြီးစင်းသွားလို့ရတယ်ဟုတ်လားဘယ်သူမှကျွန်တော်လာကြည့်ပါလို့ပြောတာမဟုတ်အေးဒါပေမဲ့ကျွန်တော်ထဲမှာလာကြည့်တဲ့သူတွေအများအားကျွန်တော်တင်ပေးနေတာလေးနေ့တိုင်းပေါက်နေလို့လာပြောပေးတာပဲရှိရဲ့အခုအောက်မှာရေးအပေါ်မှာကောမန့်တွေဝင်ကြည့်လိုက်ကျွန်တော်မကောင်းပြောပြောထားတယ်လို့ဘယ်နှစ်ယောက်ရှိတယ်လို့တယောက်မှမရှိဘူးညာကြောင့်လေကျွန်တော်တို့ကအမှန်အတိုင်းကိုချပြလို့တလူမှမပြောဘူး နော်ဒါသိအောင်ပြောခြင်းလားအဲ့တော့ရှင်းရှင်းလေးပဲဒုတိယကိုပြောရမှာဆိုရင်သူများဘက်ကိုလက်ညှိုးတစ်ချောင်းထိုးရင်ကိုယ့်ဘက်ကို၄ချောင်းပြန်ထိုးလို့ဆိုတော့သဘောပေါက်နော်သူများကိုအပြစ်ပြောရမှာဆိုငါကိုနှိုက်ကအပြစ်ကင်းပြီလားလို့စဉ်းစားအုံနှောက်ရှိတယ်နှလုံးသားရှိတယ်ထမင်းစားကြည့်တယ်အသက်ရှူတယ်သူဆိုရင်လူတိုင်းသိတယ်ပကုံးနှစ်ဖက်ကြားခေါင်းပေါက်တဲ့လူဆိုရင်နော်အဲ့ဒါဆိုရှင်းရှင်းလေးပဲကျန်တဲ့ကိစ္စကျွန်တော်မပြောတော့ဘူး ကဲအားလုံးပဲမျိုးလို့ရေမင်းနဲ့ဖင်ပါဘူး၃ည၃ဝမ်းချင်းကိုကျွန်တော်တို့၁၆၅၃ညနဲ့ကတ်ပြီးတော့တနေကုန်ကစားကြပါကိုကြိုက်နှက်သက်တဲ့အလုံးတို့ကိုလုတ်ပေါ့ဗျာနော်အဲပရိတ်အနေနဲ့ပြောမယ်ဆိုရင်တော့ခုနကကျွန်တော်ပြောခဲ့တယ်၅၃ညပရိတ်ရှိပါတယ်ဟမ်အကြိုက်ဆုံးပရိတ်ကိုကျွန်တော်ရွေးပြောခဲ့တယ်၅၃ညပရိတ်ကိုဗာနဲ့ပြီးရမလဲ၁၆၃နဲ့ပြီးရမယ်တဲ့၅၃ညအောင်နော်အဲနောက်ပြီးတော့ကျွန်တော်တို့က မွေးကနန်းအနေနဲ့ပြောမှဆိုရင်နှစ်ခုပါဆိုနှစ်ခုပရိတ်နဲ့မွေးကနန်း၄ခုဆိုရင်20 25 80 85ဆိုတဲ့ကနန်းကိုကျွန်တော်အကြိုက်ဆုံးပါလို့ဒါကတော့မွေးကနန်း၄ခုကတော့ပို့တော့ဘူးမကျော်ပါတော့ဟုတ်လားအဲအားလုံးပဲငင်္ဂလာရှိသောညဉ့်နေ့ဖြစ်ကြပါစေလို့နော်ကျွန်တော်ရသားသမီးတွေအသက်ရှူတိုင်းငွေတွေဝင်တော့အဆဆရရကြံစီသမျှအောင်မြင်ကြပါစေနော်ရေလိုအေးလိုပန်းလိုချမ်းမြေပြီးတော့ပြောစမ်းမြဆိုစမ်းမြကြံရအောင်လို့ဆောင်းနိုင်ရောက်ကြပါစေနော် အားလုံးနဲ့အကျိုးမြတ်ခြင်းညပါလေသုံးတဲ့အချိန်ကနေကုန်တာဟုတ်တယ်ဥလိကြီးသုံးတဲ့အချိန်ကနေကုန်ပါနော်သုံးတဲ့အချိန်ကနေကုန်ဟိုကောမထဲမှာလည်း like ပေးလိုက်ပရိတ်ကြီးနဲ့မူစနန်းကြီးအကုန်လူသိအောင်လို့နော်ဟာဒါအားလုံးပဲကျွန်တော် line မှာဆင်းမယ်